မနေ့အိယာနိုးတဲ့အချိန်မှာခန္ဓာကိုယ်လေးလံပြီးတော့လမ်းဆမ်းမှုမရှိဘူးလို့ခံစားနေရပြီလားမင်္ဂလာပါတချင်တော်ပါဒီကနေ့အတွက်လွယ်ကူတဲ့ကြောလျှော့လေးခြင်းငယ်လေးမျိုးကိုဝေမျှပေးမှာဖြစ်ပါတယ်လေးခြင်းငယ်လေးတွေကသင်ခန္ဓာကိုယ်ကိုတက်လက်ပေါ်ပါစေပြီးတော့တနေ့တာလုံးအတက်လမ်းဆမ်းတွက်ကြစေမှာဖြစ်ပါတယ်ပထမလေးခြင်းငယ်လေးကတော့ဥကောင်းလေးကိုလှည့်ပြီးတော့ကစားပေးရမယ့်လေးခြင်းငယ်လေးဖြစ်တယ်လေးခြင်းငယ်လေးမှာတော့ဥကောင်းကိုလှည့်တဲ့ခါကျရင်ခေါင်းမူးမှာဆိုးတဲ့အတွက်နှလုံးလေးမှိတ်ပြီးတော့ဥကောင်းကိုဖြည်းဖြည်းချင်းဘက်ဘက်ကို၅ချိန်ညာဘက်ကို၅ချိန်လှည့်ပေးရမှာ ဖြစ်ပါတယ်ဒုတိယကစားနည်းလေးကတော့ဆန်းကျင်ဘက်ဒူးကောင်းကိုဆန်းကျင်ဘက်လက်ကခြင်ထားပြီးသွားပြီးဆိုရင်ခါပီးလေးကိုစောင်းပြရမှာဖြစ်တယ်ဒါလေးကတော့ခါပီးသက်သားလေးတွေကိုလျှော့ပြရဖြစ်တယ်ဒီကစားနည်းလေးကိုတော့ဘယ်ဘက်ကို10စက္ကန့်ညာဘက်ကို10စက္ကန့်ညင်ထားပြရမှာဖြစ်တယ်တတိယကစားနည်းလေးကတော့နောက်ကျောချက်သားတွေကိုလျှော့တဲ့ကစားနည်းလေးဖြစ်ပါတယ်ဒီကစားနည်းလေးမှာလည်းဘယ်ဘက်ကို10စက္ကန့်ညာဘက်ကို10စက္ကန့်ညင်ထားပြရမှာဖြစ်ပါတယ်နောက်ဆုံးကစားနည်းလေးကတော့ကြောပြင်းနေနဲ့တင်မလေးတွေကိုလျှော့မယ်လေ့ကျင့်ခန်းလေးဖြစ်ပါတယ်ဒီလေ့ကျင့်ခန်းလေးကိုလည်း10စက္ကန့်လောက်ညင်ထားပြရမှာဖြစ်ပါတယ်အခု ြောခဲ့တဲ့လေ့ကျင့်ခန်းလေးတွေကိုနေ့စဉ်မနက်ခင်းလေးတွေမှာလေ့ကျင့်ပေးမယ်ဆိုရင်တော့နေ့တာလုံးအတွက်လမ်းစမ်းတစ်ချောင်းမှရှိစေမှာဖြစ်ပါတယ်။ဗီဒီယိုလေးကပြုံမီတို့အတွက်အကျိုးရှိမယ်လို့မျှော်လင့်ပါတယ်။နောက်ထပ်လည်းပြုံမီတို့အတွက်အကျိုးရှိစေမယ်လေ့ကျင့်ခန်းလေးနဲ့ဗဟုသုတတွေကိုဝေမျှပေးသွားပါအောင်မယ်။ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်။ကျမလာပါခြင်းနဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရနော်။